မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီနေ့မှာတော့ဆရာကစန်နီတန်ရီမိတ်ဆွေတွေ2025ခုနှစ်မေလ15ရက်နေ့ရနေ22ရက်နေ့အထိတပတ်စာကညမှာဟောစရံကိုဆရာဟောကြားပေးမှာဖြစ်တဲ့တော့ဥစွာပထမစနေသားသမီးမိတ်ဆွေတွေအားလုံးအောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ဘေးဘီယာတွေဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆန္ဒပြုထောပနာပြုတာရင်းနဲ့ဒီအပတ်တာတော့ဒီမှာစနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာ အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်လက်ရှိရှိနေတဲ့အလုပ်ကကိုယ့်ကိုအားနည်းစေတာမျိုးကိုကအဆင်မပြေတာမျိုးကိုယ့်ကိုကံနေနေတယ်ကံညံ့နေတယ်ဆိုပြီးတော့တွေးနေတယ်စိတ်ထဲမှာတခုခုကိုဆိုလို့ရှိရင်ကောင်းတဲ့ positive thinking နဲ့မတွေးပဲနဲ့ negative thinking နဲ့ငါတော့ဒါကြီးဖြစ်ဘလို့ဖြစ်တော့မဲလို့ငါတော့ဒါကြီးဖြစ်စေဆိုတော့အနမိတ်ဆောင်တဲ့အတွေးတွေကိုတွေးခေါ်နေတဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့အဲမာတလုံးချောင်ပေါ့မတည်ဘူးမရှိဘူးမကြောက်ဘူးမလုပ်ဘူး မရဘူးဆိုတာမျိုးတက်အဲကောင်းတဲ့အရာလေးတွေကောင်းတာလေးတွေကံကောင်းတော့မှာပဲငါတို့ငွေဝင်တော့မှာပဲငါတို့အဆင်ပြေတော့မှာပဲဆိုတဲ့အဲနမိတ်တပေါ့အတိတ်ဆောင်လို့ကံကောင်းတဲ့စကားလေးတွေကိုပြောဆိုပြီးတော့ကံကောင်းအောင်လောက်လုပ်ပါဒါပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဆရာဘာလဲမှမပြောခင်တခုပြောလိုက်ပါမယ်မိတ်ဆွေတွေအလုပ်ကိစ္စလုပ်ငန်းကိစ္စဟဲ့ပြီးတော့ဆရာဆိုဗီဒီယိုဟောတဲ့အခါခေါ်ခဲထိုင်လိုက်တာ ਨੇ ခုံကလေးကိုတုံးချက်ပုတ်လိုက်ပြီးတော့ဩငါဒီနေ့လုပ်ငန်းကြီးအဆင်ပြေတော့မှာပဲဆိုပြီးတော့ဆရာကအဲ့ဒီတော့အများအားလုပ်လို့ရှိတယ်အဲ့တော့မိတ်ဆွေတို့လည်းအသုံးတဲ့ပါဇီเจ้าဆရာကပြောရင်းနဲ့စနေသားသမီးမိတ်ဆွေဒီတပတ်တာအတွက်တွင်မှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်မမဆူရင်ဆရာမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တောင်းတောင်းမိပါပဲခင်ဗျာနော်ငွေကြီးနဲ့ပတ်သက်တာတွေနဲ့ပတ်သက်လာတဲ့ခါမှလည်းကျမ်းမာရေးနဲ့ပတ်သက်လို့ငွေကြီးဟာ ခྱི་ထွားရတဲ့ကိစ္စလေးတွေဂျုံသွားတတ်တယ်နိုင်ငံခြားခྱི་ထွားနဲ့ပတ်သက်တာလေးရှေ့တိုးဆောင်ရပါပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုးဆောင်ရပါရင်ဆက်ပစ္စည်းနဲ့ပတ်သက်ရင်ဝင်လာတာမျိုးတွေကားဆိုင်ကယ်အဆက်ရှိတဲ့အရာတွေချွေငွေပြတမ်းမြကြောက်မြင့်ရတဲ့တန်ဖိုးရှိတဲ့အရာတွေဝင်လာရတတ်သောကြောင့်ငွေကြေးကံကောင်းနေသောကာလဖြစ်ပါတယ်ခင်ဗျအလောက်ကဲ အလုတ်ကိုင်းနဲ့ပတ်သက်ရင်လက်ရှိမှာအသစ်စတင်လှုပ်ဆောင်တာမျိုးဟာအကျိုးမပေးစေတဲ့အတွက်လုပ်ငန်းဟောင်းနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်မှာအလုတ်ကိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေလုပ်ငန်းနဲ့ပတ်သက်လို့အပြိုင်ဆိုင်အတိုက်ခိုက်တွေကြောင့်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေနဲ့ ြည်သာတိုက်ခိုက်ရာတက်တဲ့အတွက်တော့ဒီຢာလေးတွေကိုရန်အနေနဲ့တတိထားပြီးတော့သူများကြွေးတာလေးတွေတတိထားစားပါလုပ်ငန်းပြန်အလုပ်ပြန်နေအပြန်ဆိုင်တိုက်ခိုက်နေများတာမျိုးတွေမကောင်းတဲ့အိမ်မက်တွေဆွဲမှတ်တဲ့အခါမှာဒါအတိုက်ခိုက်တွေတတိထားစင်ကျင်ပေးဖို့နဲ့လောကီပညာတိုက်ခိုက်တွေကြောင့်မိမိကိုမနာလိုလိုတိုက်ရိုက်တိုက်ခိုက်တတ်တဲ့အတွက်တော့တတိထားစင်ကျင်ရန်လိုအပ်သောကာလဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်အဲအလုံးနဲ့ပတ်သက်လာရင်သေရင်မြေကြီးရှင်ရွှေတိဆိုတာမျိုးငုံမိတဲ့တိုင်းတတ်နိုင်ဖျားရောက်ဆိုတဲ့အလုပ်တွေကိုအတတ်နိုင်ဆုံးမလုပ်ဖို့တတိထားဖို့စင်ကျင်ဖို့ဆရာကထပ်လောင်းပြောလို့ပြီးတော့ ကြီးကြီးမားမားဆွမ်းနာလို့ဆုံးရှုံးစရာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာကတော့မရင်းနှီးစေလို့သေးဘူးအရင်ကြီးတိုးချဲ့မလို့ဆောင်ပဲပုံမှန်လေးအတိုင်းလက်ရှိရှိနေတဲ့နေရာတွေကပို့ပြီးတော့ကောင်းပါတယ်တိုးချဲ့ရန်အတွက်စတင်ရန်အတွက်တော့အားနည်းစေတာအသေးစားပဲဖြစ်ပါတယ်ခင်ဗျာအမျိုးသမီးအနှောက်အယှက်အတိုက်ခိုက်လေးတွေတယောက်ရှိပါတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့အမျိုးသမီးတူတယောက်နဲ့ပတ်သက်ပြီးတော့စကားမားတာမျိုးလေးတွေအပြောမားတာမျိုးလေးတွေကြောင့်အတိုက်ခိုက်လေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်တယ် ရာထူးနေရာထိုင်ခင်းတဲ့ပတ်တန်ရာထူးတိုးတာရာထူးတက်တာလေးတွေကြုံရတက်တယ်နေရာထိုင်ခင်းအိုးအိမ်ရှမ်းပြည်အစ်စ်တွေဝင်လာတက်တယ်အမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအပီးပြမဲ့ကာလအားသာမဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်စာချုပ်စာတမ်းကိစ္စတွေမှာတတိထားပြည်မှုဆောင်ရွက်ပါညီကိုမောင်မဆွေမျိုးသားချင်းတွေရဲ့အကူအညီကိုရရှိတက်တယ်မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတက်တယ်ထို့ပြင်ခရီးသွားကိစ္စလေးတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေဒီလောက်ရတက်ပါတယ်မထင်မှတ်ဖက်ခရီးသွားလာတာမျိုးလေးကြုံရတက်ပါတယ်ဒါအပြင် မိတ်ဆွေတို့ရဲ့ငကူကလက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းဆိုပါပြန်လဲရရှိမဲ့အပ္ပတ္တကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာလူငယ်တွေမေတ္တာရေးမှာအဲမိမိအနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာရင်မိမိတို့ဟိုအိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းဒီကာလမှာကြောင်းလန်းခြင်းဟာအိမ်မနာကောင်းမွန်အားသာပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပြီးတော့အရှိန်နဲ့ပတ်သက်မေတ္တာရေးနဲ့ပတ်သက်လာရင်အားမနည်းပါဘူးကံကောင်းနေတယ်တူနဲ့တူပြောင်းနဲ့တူအောင်ငကူကနားလည်မှုလွဲနေရင်တော့လက်ရှိကာလမှာဖြည့်ရှင်းပြီးတော့ တင်းတင်းရှာရှာလုပ်လို့ရတယ်။သမီးစားများအဖို့ကတော့အိမ်နောင်ရှင်ဘဝကိုပူပြောင်းဖို့အတွက်လူကြီးမိဘတွေနဲ့တိုင်ပင်ဆေးဆက်ကြောင်းလန်းမင်္ဂလာပြုလို့ကောင်းသောမင်္ဂလာ၁၀ပါးကြိုက်တာနဲ့ပြုလို့ရပါတယ်ခင်ဗျကောင်းပါတယ်။ဒါအပြင်ကောင်းပြီမိတ်ဆွေအိမ်နောင်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ နဂိုကအိမ်တော်ကြီးနဲ့ပတ်သက်လို့ကွဲမဲ့ဆိုတဲ့မိတ်ဆွေများဒီကာလအတော်တွေမှာတတိတန်းညှိနှိုင်းပြီးတော့သူရှာစဉ်းစားဆုံးဖြတ်ဆောင်ရွက်စီလိုပါတယ်။ဘာလို့လဲဆိုတော့လက်ရှိကာလမှာဆိုရင်မိမတတစဉ်းစားတွေးခေါ်ပါဘာလို့လဲဆိုတော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်ဟိုဆွမ်းလာလို့ပေါ့ဟိုအိမ်တော်ကြီးကိစ္စလေးမှာငကရစ်ဆံလေးတွေတွေးပြီးတော့ကွဲတာကွာတာရှင်းတာတရားစွဲတာအဆက်ရှိတာမျိုးတွေနဲ့ပတ်သက်လာလို့ရှိရင်အမှားကြီးကြီးမှားတတ်တယ်လို့ပြနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ ဒါလေးကိုတတိယဆင်ကျင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမေတ္တာကိုရှေ့ရှုပြီးတော့ဆုံးဖြတ်စီလိုကြောင်းနဲ့အတ္တနဲ့မာနကိုချော်ပြီးဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောလိုက်ပါရစေ။အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်တော်ဘက်ပေါ်ကမိမိကြောင့်စိတ်ပင်မရတာမျိုးစိတ်ချုပ်ရတာမျိုးလေးတွေသို့မဟုတ်လို့ရှင်မိမိကအားနည်းချက်ကိုထောက်ချပြောတာမျိုးလေးတွေကြောင့်စိတ်ညစ်ရတာမျိုးလေးတွေအဲဟို ဆနလူကမေတ္တာတတ်ဝင်ရှင်ပင်မဲ့လို့ဟိုမာနာတွေပြိုင်နေတာမျိုးလေးဂျုံရတတ်တဲ့အတွက်တော့ဒီဆက်လေးကိုအများစွာတတိထားရမယ်ကာလဖြစ်ကြောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာအမျိုးလက်ရှိကာလအတော်တွင်မှာအမေတို့မဟုတ်မိခင်နဲ့တို့မဟုတ်အတော်လေးဆွေမျိုးသားချင်းအမျိုးသမီးတယောက်နာကအကူအညီတွေရရှိတာမျိုးတွေအကြံဉာဏ်တွေကောင်းနေရရှိတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နဲ့ယာရုလုံငန်းကန်ကန်နဲ့ပတ်သက်ယာရုတိုးတက်ပါတယ်ယာရုတက်နိုင်ပါတယ်อืม အတုတ္တိထာမှာမကောင်းတဲ့အတတ်ပညာတွေလောကီပညာရက်တွေနဲ့တိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တယ်လို့ထီကန်ဆန်းလို့ကောင်းပါတယ်ထီကန်ဆန်းလို့ကောင်းတယ်ထီကန်နဲ့ပတ်သက်ပြီးတော့အကျိုးပေးစီတဲ့ကဏ္ဍကတော့တက္ကနံသုံးကဏ္ဍ ငါကနန်းနေရမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီပါတယ်ခင်ဗျာအကျိုးပေးစီတော့အယောင်ဟာအပြာအယောင်အစိမ်းအယောင်အနီအယောင်ဖြစ်ပါတယ်သတိထားဆင်ញင်ရမယ့်အယောင်ကတော့တယောက်မရှိပါတယ်ခင်ဗျာအဲ့ဒါကတော့မိတ်ဆွေတို့မျိုးအနေနဲ့အဖြူယောင်ဆွတ်ဆွတ်တွေကိုသတိထားဆင်ញင်ပြီးတော့အရေးကြီးတဲ့ပြေစာတွေကိုမပြုတ်မှုဆောင်ရွက်ခြင်းကိုသတိထားဆင်ញင်ပေးရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်မိမိရဲ့လုပ်ငန်းကိုင်ကလှုပ်ဆောင်တဲ့အခါမှာအရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမိမိရဲ့လုပ်ငန်းကိုင်ကကိစ္စမသွားမီမလုပ်မီမှာမသွားမီမလုပ်မီမှာမိမိအိမ်ရဲ့အိမ်အပေါက်ကနေပြီးတော့ဟော ဟိုလုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့တွားပြီးတော့ပြောဆိုမဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတယ်မြို့ရရှင်ရချင်းလမ်းဆောင်နဲ့ကိုဆောင်နဲ့တွေကိုမြစ်တာပို့ပြီးတော့အောင်မီဆိုတဲ့အတိတ်နမိတ်ကိုဆောင်ပြီးတော့တွားပါဒါဆိုရင်အောင်မီချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်လို့အခက်အခဲတစုံတရာရှိလာခဲ့သည်ရှိတော့မိတ်ဆွေရဲ့အိမ်ပါဝင်ခြင်းမှာရှိတဲ့ရုပ်ကစိုးနှက်ကိုညောင်မင်းကြီးကြီးမှာဖြစ်စေအပင်ကြီးကြီးမှာရှိတဲ့ရုပ်ကစိုးနှက်ကိုတောက်ရည်နှက်ခွာလှူပြီးတော့ဆူတောင်းလိုက်ရင်ငွေကြီးအခက်အခဲတွေကတိတိတသာပြီပြောက်သွားမယ်ဆိုတဲ့ကံမျိုးဖြစ်ပါတယ်ညာအိမ်ညာနေမခေါ်တင်ပါဘူးရင်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အခါမှာအ အဝယ်တဲ့အခါမှာတော့အာသာဝင်လို့လဲကောင်းပေမဲ့လို့တတိထားစီနေရမှာတော့စက်ပစ္စည်းမောင်းနေတဲ့အခါမှာအလင်းစလိုမမောင်းမှနဲ့လော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 မဆုံးဖြတ်ဖို့လိုအကြောင်းထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ငကူကအလဲဘင်းနဲ့ပတ်သက်ပြီးလဲချောင်းနဲ့ပတ်သက်ပြီးတော့အဲဆွမ်းနာလိုပေါ့ဟိုအရေးကြီးတဲ့အတန်နဲ့ပတ်သက်တာလေးလဲဘင်းလဲချောင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေများဟိုသတိပြုရန်စင်ကြံလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ဒဏ်ရာဟောင်းနေသို့မဟုတ်ရင်အဲပြန်လဲပြီးတော့ထလာတဲ့အတွက်ကြောင့်မလို့တော့ တတိယဆင်ခြင်ရအတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်။ဒါအပြင်ပါဇက်ကဖရလက်ကကာယဖြစ်နေတဲ့အတွက်ဘာသာတရားလေးပုံမူလှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းနဲ့ဘာကိုဖြစ်ဖြစ်ဆုံးဖြတ်ချက်နှစ်ခုဆုံးဖြတ်ချက်နှစ်ခွဖြစ်တတ်တာကတော့အသေးစားပဲဖြစ်တဲ့အတွက်စနေသားသမီးမိတ်ဆွေတွေရဲ့အာဒီအဖတ်တာတော်တွေမှာဆိုလို့ရှိရင်တော့အဲဘာသာတရားပုံမူကြိုးစားအားထုတ်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ရစေခဲ့။ဟုတ်ဆရာလေးဧည့်သည်စောင့်နေရဆိုတော့ထောက်ကမှာဧည့်သည်စောင့်နေဆိုတော့ညီကုန်းချုပ်လိုက်ပြစေစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာဒီရဲ့အဖတ်တာတော်တွေမှာအောင်မြင်တိုးတက်အဆင်ပြေပြီးတဲ့အခါ ရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်ကြပါစီကျောင်းနဲ့ဆရာရဲ့မိတ်ဆွေအားလုံးအဆင်ပြေတိုးတက်ကြပါစီဆရာငနာပြည်တွေမြေချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မိ мян နိုင်ပါတယ်ခင်ဗျဒါအပြင်အတုတွေဝီဆိုက်ပါဆရာ TikTok Messenger မှာပြည်ရင်ဧည့်သည်လက်မခံကြောင်းဆရာကပြောရင်းနဲ့ကဲစနီသားသမီးမိတ်ဆွေများအားလုံးဒီကွာ900တား900တားသမီးတွေအားလုံးဆရာဟောကြားခဲ့သမျှတွေမှာမကောင်းတဲ့နမိတ်အနမိတ်တွေဟာမိတ်ဆွေတို့ရှိကိုတတ်တတ်စင်အောင်လွဲပြီးတော့ ကောင်းသောနမိတ်ကောင်းသောအရာလေးတွေဒီအေကံဒိဋ္ဌအောင်မြင်ပြီးပြည့်မြောက်ပါစီကြောင်းဆရာကမေတ္တာဘုစုတောင်းထုတ်ပနာပြုရင်းနဲ့ဆရာမိတ်ဆွေတို့နဲ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်။32ပုံတွင်ရှိကြသောမြန်မာပြည်တွင်ရှိကြသောကဘာတွင်ရှိကြသောတက်ရှိတတဝဝိနည်းအားလုံးဘေးရန်ကင်းကွာကျမ်းမာရှန်တာလို့အောင်မြင်မှုအလီဒီပိုင်ဆိုင်လို့ကောင်းကျိုးလိုရာဆန္ဒမှန်သမျှပြုလုပ်ရတွင်ဆရာပို့တာတဲ့မေတ္တာတွေကြောင့်အထောက်အကူရရှိလို့အောင်မြင်ကြပါစေကြောင်းမေတ္တာပို့ဆူကောင်းရင်းနဲ့ကဲနောက်ပတ်မှပြန်ဆုံရတာပေါ့ဗျာ